မိမကူအနေပြီးတော့ငါးညနှံလိုမျိုးအနန်းထွက်တဲ့အဖြူစင်းနေဒါဆိုရင် bacterial vaginosis ဖြစ်နိုင်ပါတယ်ဒီဗီဒီယိုလေးမှာတော့ bacterial vaginosis လို့ခေါ်တဲ့ယောဂါကဘာလဲဘယ်လိုလက္ခဏာတွေပြတတ်လဲဘယ်လိုကောက်ွယ်ကုသနိုင်လဲဆိုတာကိုပြောပြတော့မှာဖြစ်ပါတယ်အားလုံးပဲမိင်္ဂလာပါကျွန်မကတော့ဩစတြေးလျနိုင်ငံမှာအလုပ်လုပ်နေတဲ့ဆရာဝန်တယောက်ဖြစ်ပါတယ် တကယ်တော့ကျန်းမာတဲ့မိမကူထဲမှာမတူညီတဲ့ဘက်တီးရီးယားအမျိုးအစားပေါင်းများစွာတည်ရှိဖြစ်တည်နေကြတယ်ပေါ့နော်အဲ့ဒီဘက်တီးရီးယားတွေရဲ့မျှခြေပြည့်ရင်းသွားတဲ့အချိန်မှာဘက်တီးရီးယား vaginosis ဖြစ်လာနိုင်ပါတယ်တချို့ကောင်းတဲ့ဘက်တီးရီးယားတွေကညှော့နေပြီးတော့မကောင်းတဲ့ဘက်တီးရီးယားတွေအရင်များလာတဲ့အခါမှာဒီဘက်တီးရီးယား vaginosis ဖြစ်လာပါတယ်။ဘယ်လိုလက္ခဏာတွေပြတတ်လဲ ဘဒူရဗဂျိုင်းနိုဆစ်ယောဂရှိတဲ့သူတဝက်လောက်ကဘာလက္ခဏာမှမပြတတ်ကြပါဘူး။ဒါပေမဲ့လက္ခဏာပြလာပြီဆိုရင်တော့မိမကိုကနေပြီးတော့အဖြူစင်းတဲ့ပုံစံပြောင်းလဲလာတယ်။ဒါမှမဟုတ်ရင်အဖြူစင်းတာပိုများလာတယ်။အဖြူစင်းတဲ့အရောင်ကပုံမှန်မဟုတ်တဲ့အဖြူရောင်ဒါမှမဟုတ်ရင်မိခိုးရောင်ရေလိုမျိုးဖြစ်နေတတ်ပါတယ်။နောက်သူ့ရဲ့ထူးခြားတဲ့လက္ခဏာကတော့ စိုးွားတဲ့အနံ့ငားညီနှံ့လိုမျိုး ထွက်လာတာမျိုးပါအဲ့ဒီအနံ့ကလိန်ဆက်ဆန်ပြီးချိန်ဒါမှမဟုတ်ရင်ရာသီလချိန်တွေမှာပို့ပြီးတော့ထွက်တတ်ပါတယ်တတိယအချက်ကမိမကိုရာရဲ့နာဒါမှမဟုတ်ရင်မသက်မသားခံစားရတာလို့ဖြစ်နိုင်ပါတယ်တတိထာရမှာကဘက်တီးရီးယားဗဂျိုင်းနိုဆစ်ယောဂါကတခါတည်းရတခြားလိန်မတစ်ဆင့်ကူးစက်တတ်တဲ့ယောဂါ sexually transmitted infections တွေနဲ့တူတူတွဲပြီးတော့ဖြစ်တတ်ပါတယ်။ဘာကြောင့်ဖြစ်ရတာလဲ။အာဘက်တီးရီးယားဖာဂျိုင်နိုစစ်ဖြစ်ပေါ်ရတဲ့အကြောင်းရင်းကို အတိအကျမသိရသေးပေမဲ့ဒီအချက်တွေနဲ့ဆက်နွယ်မှုရှိတယ်လို့တော့သုတေသနတွေကပြောကြပါတယ်။အဓိကအချက်အနေနဲ့ကတော့မိမကိုအတွင်းပိုင်းကိုတန့်စင်စေးကြောတဲ့ဒူချင်းလောက်တာမျိုးပေါ့နော်။အမ် မိမကိုကိုဆက်ပြရေမွေးဆက်ပြဒါမှမဟုတ်ရေအဲတခြားအရာတွေနဲ့ပေါ့နော် အတွင်းမိုင်းထိဆေးကြောတာက အတွင်းကဘက်တီးရီးယားမျှခြေကိုပျက်စီးစေပြီးရောဘက်တီးရီးယားဖချိုင်နိုဆစ်ဖြစ်နိုင်ခြေကို တိုးစေပါတယ်ဒီနေရာမှာတခုပြောချင်တာကမိမကိုကသူဟာနေသူအလိုအလျောက် self cleaning လုပ်နိုင်တဲ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်အလွန်ကျွန်း တန့်ရှင်းစရာတွေမလိုပါဘူးဒုတိယတစ်ချက်ကတော့လိင်ဆက်ဆန်ခြင်းဆိုင်ရာ အလေးအကျင့်တွေနဲ့လည်းအာဆောင်ရွက်မှုရှိပါတယ်အာလိင်ဆက်ဆန်ဖို့အပြောင်းလဲများတာအာအဖော်အသင့်များတာပြီးတော့ bacterial vaginosis ကအမျိုးသမီးတွေမှာဖြစ်တာဖြစ်တဲ့အတွက်ကြောင့်အမျိုးသမီးချင်းအာလိင်ဆက်ဆံတဲ့အခါမှာနောက်တစ်ခါကွန်ဒုံးလိုမျိုးအကာအကွယ်ပစ္စည်းတွေအာမသုံးနိုင်တဲ့ဆက်နွယ်နေပါတယ် Adrebia vaginosis ကိုလိန်ရနေတဲ့ဆင်ကူးစက်တဲ့ယောဂါလို့တရားဝင်မသတ်မှတ်သေးပေမဲ့လိန်ကိစ္စနဲ့ဆက်ဆက်မှုတော့အများကြီးရှိပါတယ်။ယောဂါကိုဘယ်လိုကုသကြမလဲ။တကယ်လို့ဘာလက္ခဏာမှမရှိဘူးဆိုရင် bacteria vaginosis ကိုကုသဖို့မလိုပါဘူးသူ့လိုလိုပျောက်ကင်းသွားတတ်ပါတယ်ဒါပေမဲ့ယောဂလက္ခဏာတွေကြောင့်စိတ်နှောင့်ယှက်ဖြစ်နေရပြီဆိုရင်တော့ဆရာဝန်နဲ့ပြန်တာပြီးတော့ကုသမှုခံယူရပါမယ် ကုသမှုအတွက်ကတော့အများအားဖြင့်ပိုသက်စေအန်တီဘိုတစ်ကိုတောက်စေဒါမှမဟုတ်ရင်မိမကိုတွေထည့်ရတယ်လိန်စေဂျယ်တွေကို9ရက်ခန့်သုံးဆွဲရပါတယ်ဇာဝင်ညွှန်ကြားတဲ့ဈေးကိုဈေးပတ်လည်အောင်တောက်ရလိန်ရပါမယ်ဈေးတောင်းနေစဉ်ဈေးကုသနေစဉ်မှာအရက်လုံးဝမတောက်ဖို့အရေးကြီးပါတယ်လိန်ဆက်ဆံပေါ်ကပါတပြိုင်တည်းကုသပေးဖို့လိုမလိုရတော့ဇာဝင်နဲ့တိုင်ပင်ဆွေးနွေးဖို့လိုအပ်ပါတယ် bacterial vaginosis ရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲ bacterial vaginosis ကိုလုံးဝကာကွယ်နိုင်မယ်အကောင်းဆုံးနည်းလမ်းကို အတိအကျမသိရသေးပေမဲ့ဒီအချက်တွေကို လိုက်နာပြီးရင် အထောက်အကူဖြစ်စေမှာပါတူချင်းလုံးဝမလုပ်ပါနဲ့မိမကိုအတွင်းပိုင်းကို စေကြောခြင်းကိုရှောင်ပါမိမကိုရဲ့အပြင်ပိုင်းကိုယိုယိုရေဒါမှမဟုတ်ရင်အနံ့မပါတဲ့စက်ပြားတွေပဲစေကြောပါ အလန့်ပါတဲ့ထုတ်ကုန်တွေကိုရှောင်မှာနေမကိုတဝိုင်းမှာရေမွေးပါတဲ့ဆက်ပြားတန့်စင်စေးရေဒါမှမဟုတ်ရင်အနန့်ပါတဲ့ပန်တီလိုင်းနာတွေစတာတွေသုံးတာကိုရှောင်မှာလိန်ဆက်ဆန်တဲ့အချိန်မှာဂွန်တုံးသုံးပါ အဖြူစင်းတာပုံမှန်မဟုတ်ဘူး။ငါးညီနဲ့လို့အနံ့ဆိုးတွေထွက်နေပြီဆိုရင်ဆရာဝန်နဲ့အချိန်မီပြသတိုင်းမြင်ပြီးမှန်ကန်တဲ့ကုသမှုကိုခံယူဖို့အထူးပဲအရေးကြီးပါတယ်လို့တိုက်တွန်းရင်းနဲ့ဒီ audible mind ကနေပြီးတော့နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။ကျမ်းမပြောရှင်နဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်။ကြိုက်နှစ်သက်တယ်ဆိုရင် like share နဲ့ subscribe လေးလုပ်သွားဖို့လည်းမမေ့ပါနဲ့နော်။တည်ချင်တာလေးရှင်လဲ comment section မှာရေးသွားလို့ရပါတယ်။ Bye.